အဲကျွန်တော်တို့ကအခုအနုပညာဖန်တီးနေရလူသိဖို့လွယ်တယ်ဗျအောင်မြင်ဖို့အရန်ခက်တယ်လူသိအောင်လုပ်တာလွယ်တယ်ဒါပေမဲ့အနုပညာနေနဲ့အောင်မြင်အောင်လုပ်ဖို့ကြတော့အရန်ခက်တယ်အဲ့တော့ကျွန်တော်တို့ကလူသိအောင်လုပ်တဲ့လူတွေမဟုတ်ဘူးကိုယ့်ရဲ့အနုပညာအောင်မြင်အောင်ဖန်တီးနေကြတဲ့သူတွေဆိုတော့ကျွန်တော်တို့တော့နည်းနည်းတော့ကြန့်ကြတာပေါ့လေဟုတ်တက်ခိုင်တော့စောဂျီကတော့ဖို့ဝင်သွားပြီသူ့ရဲ့ခန္ဓာကိုယ်ကအဲ့ဒီအကျွင်းထဲမှာအသားဆိုင်တထောင်လောက်ကျန်နေခဲ့တယ်ပြီးတော့ သူကြံခဲ့တဲ့ပစ္စည်းတွေအားလုံးဟာအယံ့ကိုအရေးကြီးတယ်။ကျွန်တော်အနေနဲ့ကျတော့ရုပ်ရှင်ဆိုတာကဘယ်လိုခေါ်မလဲဆိုတော့อืมဒါအလုံးလုံးနေရမှာပေါ့လေ။အဲအလုံးလုံးမှကျွန်တော်ပြောရသလိုအလုံးလုံးမှအောင်မြင်မှအောင်မြင်မှအလုံးလုံးရမှာဆိုတော့ရုပ်ရှင်တွေကကျတော့ကျွန်တော်တို့နဲ့ဟောဒီနေရာလေးကလိုက်တယ်ဒီနေရာလေးကတော့မလိုက်ဘူးဆိုတဲ့ပုံမှာမူတည်ပြီးတော့ပဲကျွန်တော်တို့ရုပ်ရှင်တွေကိုရောက်လာရောက်သွားကြတဲ့သူတွေပေါ့အဲဒီပုံမှာမှာရေရှည်လောက်ကင်နေတဲ့သူကရုပ်ရှင်မှာဈေးကွက်ဝင်သွားမယ်အဲအလုပ်တွေစတိုက်လုပ်ဖြစ်မယ်အဲဒါကအလုပ်လုပ်နေတာနဲ့ဆိုင်တာပေါ့လေ လောလောဆယ်တော့ကျွန်တော်ရဲ့အချိန်နေရဆိုရင်တော့ဒါရုပ်ရှင်နဲ့ကြတော့ဟိုတိတ်ပြီးတော့ကတ်ရက်မဖြစ်သေးဘူးပေါ့လေဇလန်းတွဲမှာပဲဦးစားပေးနေဆိုတော့ဟုတ်